မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် င်းအောင်လိုင်းကပူတင်ကိုဖိအားပြတဲ့တော်ရကြွမင်းလို့တင်စားစေခဲ့သူလက်တည်တရားခံမှာစစ်ကောင်စီဒုတိယနိုင်ငံသားရေးဝန်ကြီးလွင်ဦးဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာရုရှားကောင်ဆောင်ပူတင်နဲ့မင်းအောင်လိုင်းတို့မလ၄ရက်နေ့တွေ့ဆုံစဉ်မင်းအောင်လိုင်းကပူတင်ကိုမျက်စွာဖျားရဲဖျားရိတ်ဒေါ်လာကြွမင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပြီးအဲ့ဒီအကြောင်းရေးသားထားတဲ့စာအုပ်ကိုလည်းပူတင်ထံကိုပေးရခဲ့ပါတယ်။အဆိုပါစာအုပ်ကိုအခိုင်အမာသူတည်တနာစာရမ်းမရှိဖျားဟုတ်မဟုတ်အတိမပြုနိုင်ပဲရှာဖွေဖော်ထုတ်ရေးသားသူမှာ ောင်ကလောင်မြီမောင်လွင်မြင်းလို့တုံးဆွဲနေတဲ့ရခုစစ်ကောင်စီရဲ့ဒုတိယနိုင်ငံခြားရေးဝန်ကြီးလွင်ဦး31ဇန်နဝါရီ1967ဖွာဖြစ်ပါတယ်။ မောင်လွင်မြင့်မှာပါဠိဆရာကြီးဦးစောဆိုသူမြည်သူမန်းမသိရဲ့စာရေးစုတော်ဦးရဲ့1938ခုနှစ်ကထုတ်တဲ့စာအုပ်မှာစာမျက်နှာ48ပါစာအုပ်ကြီးကိုကိုးကားပြီးရုရှားနဲ့မြန်မာပြည်ချစ်ချင်ရေးကိုအမွှန်းတင်ပြီးရေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်2023ဖေဖော်ဝါရီ3ရက်နေ့သတင်းစာမှာမောင်လွင်မြင့်ကရှင်းတာခဲ့တာကမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကပထဝီတီနီယာအနေထားရမိုင်ပေါင်း4000ကျော်ကွာဝေးတော်လဲဒီကနေ့လက်ရှိကာလမှာနှစ်နိုင်ငံအကြားဆက်ဆံရေးကမိတ်ဆွေရင်မကညီအကိုရင်ပမာစိတ်ချင်းနှလုံးသားချင်းဆက် နွယ်ရှိပတ်လျက်ရှိပါတယ်။1948ခုနှစ်ဖေဖော်ဝါရီလ18ရက်ကစတင်ပြီးတန်တမန်ဆက်ဆံရေးစတင်ခဲ့ရာယခုနှစ်မှာ85နှစ်တိုင်တိုင်ပြည်မြောက်ခဲ့ပြီးဖြစ်ပြီးစင်ရတူအချိန်ကာလနဲ့တိုက်ဆိုင်စွာပဲနှစ်နိုင်ငံဆက်ဆံရေးကတမိုင်းကြောင်တလျှောက်အထွန်အလင်းအတောက်ပဆုံးအချိန်ကာလပဲဖြစ်ပါတယ်။မူလရှိရင်ဆိုနှစ်နိုင်ငံဆက်ဆံရေးကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ဦးဆောင်မှုအောက်မှာတည်တာထင်ရှားစွာ တိုးတက်လာခဲ့ပြီးလို့ရှိတာထားပါတယ်။စစ်ဘိုလ်လူဒ ွက်ဖြစ်တဲ့မောင်လွင်မြင့်ရဲ့မြောင်လုံးပင်လုံးတွေကဒီလောက်နဲ့မရက်သေးအစပင်ရှိသေးတဲ့2015လောက်ကင်စစ်ပွဲအတွင်းတရုတ်ဘက်ကိုလက်နက်ကြီးချော်ပြတဲ့အတွက်ရှာရူမနားလိုက်ရတဲ့လက်ရှိနိုင်ငံသားရဲ့ဒုတိယဝန်ကြီးကသူ့ကိုဆက်လက်ပြီးတန်တမန်ရှာရူအဲဒီမှာတစင်ဝန်ကြီးနေရာပေးထားတဲ့သူ့ပို့စ်ပေါင်းဆက်ဖားပြန်ပါတယ်ပြန်လိုက်တော်ရှိခဲ့တဲ့ဆိုပြီးခေါင်းစဉ်ခွဲအောင်မှာတိုးဆောင်တို့နဲ့ချစ်ကြည်ရေးကိုဆက်လက်ကလောင်သွေးပြန်ပါတယ် သွေးကသွေးတယ်သူကစာမဖတ်တတ်ချင်စာရေးစရာတို့တက်အပ်တဲ့စူတူပြူအတက်ပညာမှလည်းခြာတူးလန်လာပြီးသူကိုကားတဲ့ပု္ပ္ပာအုပ်ကမြည်သည့်ခေတ်ကမှဘောင်တန်းဝင်ထားတဲ့သမိုင်းစာအုပ်မဟုတ်သူ့အရေးသားကနှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးသမိုင်းကြောင်းအစဉ်လာများစွာရှိခဲ့တဲ့အဲ့ဒီထက်ပိုပြီးဂေါရမမြတ်စွာဘုရားလက်ထက်က ပြာဒိတ်တော်ရှိခဲ့ရာယခုဖြစ်ပေါ်တိုးတက်မှုကကြံကံလာဖရာဟောနဲ့အညီဖြစ်တဲ့လျောက်စိတ်ရင်မင်္ဂလာဖျားဖျားပြေဝရဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ကြံကံလာစာကိုတင်ပြရသောမဟာပိတေကပန္နိတာပွဲ ခန်းပါဠိဆရာကြီးဦးစောရေးသားတဲ့ဦးအောင်စင်ရအထုပ်ပတ်တီစာမျက်နှာ48မှာဖော်ပြထားတာကပြရိတ်ဒေါ်လာမဟာမိတ်လို့ကောင်းစင်မှာတက်ထားပြီးအကျယ်မှာအဲ့ဒီနောက်သောမကျွမ်းမင်းကမြေစီမြေဦးများကိုတူးယူခဲ့ပြီးအဲ့ဒီမြေစီမြေဦးတို့ဖြင့်မြတ်စွာဘုရားအားပူဇော်တက်ကာရပြုဝါတယ်ဒီလိုပူဇော်ကဏ္ဍကိုမြတ်စွာဘုရားခံယူတော်မူပြီးပြုံးတော်မူတဲ့ပြုံးတော်မူတဲ့အကြောင်းကိုညီတော်အာနန္ဒာကရှောက်ထားတော့မြတ်စွာဘုရားကစစ်သားအာနန္ဒာဤသောမကျွမ်းမင်းကငါဘုရားသာသနာတော်အနှစ်2000ကျော်သောအခါ ာပပမင်းတို့လက်ထက်သူဆောင်12မျိုးတို့မှာရုရှားလူမျိုးဖြစ်လက်တဲ့အဲဒီရုရှားလူမျိုးမင်းကလက်နက်စကြမျိုးမျိုးတက်မြောက်ရေးလက်နက်စကြရှင်ဖြစ်လက်တဲ့ဒီလက်နက်ရှင်ဖြစ်တဲ့ရုရှားမင်းကအပန်ဒရာတိုင်းကြည်ရှင်မြန်မာပြည်တို့နဲ့ချစ်ကြည်သောမဟာမိတ်ဖြစ်လက်တန်ဆိုပြီးပြားရိစကားမှွတ်ကြတော်မူတဲ့ဒါကသာသနာတိုင်လာဒေသနာတော်ရဆိုသောအကြောင်းတည်းလို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်2500ကျော်ကဂေါရမမြတ်စွာဘုရားရဲ့ပြာဋိတော်ကဓာတိကွတ်တီတိကျမကန်နီတာကိုဒီကနေ့ကာလမှာအံ့ဩဖွယ်ရာတွေ့မြင်ရတယ်လို့မရှက်မကြောက်ရေးသားထားပါတယ်။စစ်ကောင်စီရဲ့ဒုတိယဝန်ကြီးတအုပ်ကဂေါရမပြာဋိကိုတကယ်ပဲသူယုံတယ်လို့ရှိတာလား။စာဖတ်သူတွေကြောက်ချစေလို့လို့ရှိတာလားမသိရပေမဲ့စာအုပ်အဖြစ်ပဲထွက်ပေါ်လာသေးပါတယ်။အဲဒီစာအုပ်ကအခုကရုရှားအာဏာရှင်ပူတင်နဲ့တွေ့ဆုံစဉ်မအားလာလက်ဝဲကင်ထားတဲ့တရေဖုံးစာအုပ်ဖြစ်ပြီးအကျော်တီးရကျွတ်ပုံမြင်မှာယခုအခါရန်ကုန်ရှိတန်တမန် ိုင်ဝမ်ကမှခွက်ခွက်လန်အောင်ရှိမောနေကြပြီဖြစ်ပါတယ်ဒါပေမဲ့အဝေးရောက်မြန်မာတွန်းကျင်သူလူပြိုတွေကကြွက်ကိစ္စကိုတပတ်မလဲကြသေးပဲဟိုမီဒီမီတာရှိပါသေးတယ်။အမှန်စင်စင်ဥလွင်ဦးကစာရင်းစရာဖြစ်ချင်သူပါ။သူက ိမ်နောက်သေးတအူးဖြစ်ပါတယ်ဇနီးဖြစ်သူကတော်မြင့်တနာဖြစ်ပါတယ်တခြားသောစစ်ဘိုလ်လူတို့ဆိုင်းရေးဆရာတွေလိုပဲလူတတုံးသူတတုံးဖြစ်ပါတယ်တမိုင်းကြောင့်မှသူတပါမကောင်းကြောင့်တမရတော်သားများသာလင်းစင်းလုံးကျော်ဖြစ်ကြောင်းအခြားစစ်ဘိုလ်များနီတူအရေးအတာနဲ့ခြံခဲ့ခြင်းသူဖြစ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်တန်တမန်တအူးရဲ့ဘဝအတွေ့အကြုံဆိုပြီးမောင်လွင်မြင့်ဆိုတဲ့ကလောင်မီနဲ့ပဲစာအုပ်တန်ဖို့တအုပ်2000နဲ့ရောင်းချလိုက်ပါသေးတယ်ဒါ ဒါပေမဲ့သူ့ရဲ့အဆိုမှာရိုဟင်ဂျာမရှိဆိုတဲ့အဆိုအပြင်တပ်တမန်ရီယာကိုစစ်ခွင်လို့တောင်မှအထင်ရှိနေတဲ့အရေးအသားမျိုးဖြစ်ခဲ့ရအဲ့ဒီအချိန်ကဘင်္ဂလားဒေ့ရှ်တန်နေမှာကရောက်ကစားဖြစ်နေတဲ့ရုပ်ပုံလွှာကိုတော့သူ့ဆောင်မှမြင်နိုင်ပါတယ်အချုပ်ဆိုရရင်အာနာသိမ့်ပြီးတဲ့အခါပို့ဆူလာတဲ့တပ်တမန်ရီအခြေအနေများထဲမှာမင်းအောင်လိုင်းကရုရှားမှရောက်ရှိနေတဲ့သူယုံရတဲ့လူကို သူပြန်ခေါ်ပြီးဒုတိယဝန်ကြီးယာတို့ပေးခဲ့ပါတယ်ဒါပေမဲ့သူလူယုံက တောင်းတောင်းပြီးတပ်တမန်ဖြစ်နိုင်တဲ့အရေးအသွေးမှာနှစ်ပဲနဲ့၆ပြားတောင်မပြေပါဘူး ဦးစစ်ဘော်ပြုံများတန်တမန်ဖြစ်လာတဲ့နှစ်ပေါင်းများစွာမှာမြန်မာကကမ္ဘာလယ်မှာရှိပွဲဖြစ်ခဲ့ရပြီးတန်ကင်းတမန်ကင်းမှာ လူရသွင်းခံရမှာမကြလာသေးပါဘူးစစ်အာဏာသိမ်းပြီးစကားစာတက်လာပြီးရဲ့နောက်မှာငကိုအတိုင်းစစ်ဘော်များလူရပြန်ဝင်ကြလျက်လူရည်စရာဇက်ကြောင်းတွေကိုမရှက်မကြောက်တင့်သွင်းလာကြပြန်ပါတယ်အခုအခါမှာမင်းအောင်လိုင်းကလူရည်စရာဖြစ်လာအောင်အကြံပေးသူကိုတတ်ချင်နေလောက်ဒီတိုင်အောင် ပြည်သူများကတော့အဲ့ဒီတန်တမန်မျိုးကိုမပြုတ်စေလိုပါဘူး။ဘာကြောင့်လဲဆိုတော့စာခန်းစာကိုမျက်နာမရပဲခြေထောက်ရစီတဲ့အဖြစ်မျိုးကိုသာသူတို့ကအလိုရှိတာကြောင့်မှသူကနိုင်ငံခြားဒုတိယဝန်ကြီးမဖြစ်လာမီရုရှားနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ကြီးဖြစ်2020ဇူလိုင်လမှ2023စက်တင်ဘာလအထိမော်စကိုမှာတာဝန်ထမ်းဆောင်ခဲ့တော့လေရုရှားနိုင်ငံကြီးကိုရိတ်စားမိနိုင်တဲ့ညံရှိရင်ဝေးစွာပါမင်းရောင်လိုင်းကသူနဲ့ထိုက်တန်တဲ့တန်တမန်တွေကိုသာရထားတယ်လို့ရှိသားထားပါတယ်ဆက်လက်ပြီးရန်ကုန်တိုင်းတန်လင်းမြို့နယ်အေရီရီတက် စခန်းဌာနချုပ်မှရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထိန်ဝင်းအမိန်နဲ့အရေးပေါ်ရတရားအတွက်ပဋ္ဌာန်းယူနီတနက်များပို့ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတန်လင်းမြို့နယ်အေရရီရေတပ်စခန်းဌာနချုပ်မှရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထိန်ဝင်းအမိန်နဲ့အရေးပေါ်ရတရားအတွက်ရွတ်ဖတ်ပူဇော်နိုင်ဖို့အတွက်ပဋ္ဌာန်းယူနီတနက်များပို့ချပေးပြီးရေတပ်ဦးစီးချုပ်ရဲ့ဇနီးအပါအဝင်အရာရှိဇနီးမှန်သမျှအားလုံးတက်ရောက်နေကြကြောင်းရေတပ်တရင်အရင်မြစ်တွေကပြောပါရယ်။ မလာတရနီမ9ရက်နေ့ထိအရာရီရေတက်စကန်ဌာနချုပ်ဓမ္မယုံမှပဋ္ဌာန်းယွန်းဤတင်နှံဖွင့်လင့်နေခြင်းဖြစ်ပြီးငွေလှယတနာအဘိဓမ္မာတင်နှံမှာအငိမ့်စာဘိုလ်ချုပ်တင်ငွေရဲ့တမိနဲ့စစ်စေးဆရာဝန်တရင်မှုရဲ့ဇနီးဒေါက်ခေတနာဦးတို့ကဦးဆောင်ပြီး တင်နန်းပို့ချနေတာဖြစ်ပါတယ်အဆိုပါပထမ်းညွန်ဤတင်နန်းကိုကာကွယ်ရေးဦးစီးချုပ်ရေးဗိုလ်ချုပ်ကြီးထင်ဝင်းရဲ့ဇနီးနဲ့အတူအရာရှိများရဲ့ဇနီးများတက်ရောက်နေပြီးတင်နန်းတက်ရောက်ခြင်းမရှိသူတွေကိုအရေးယူမယ်လို့ဆိုကာမဖြစ်မနေတက်ရောက်ခိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်မလ9ရက်နေ့မှာတင်နန်းစင်ပွဲနဲ့စူပီဝဲပြုလုပ်သွားမှာဖြစ်ပြီးရေတပ်ဌာနချုပ်ဓမာယုံမှလည်းအဲ့ဒီနေ့ညနေ၄နာရီမိနစ်30ကစပြီးနေစဉ် ဓမ္မစัจ जा တုတ်တန်ရွတ်ဖတ်ဖို့လဲအမိန့်ထုတ်ထားကြောင်းသိရပါတယ်။အေယာရီရေတပ်စခန်းဌာနချုပ်တန်လင်းစွန်းမှာပဋ္ဌာန်းတင်တဲ့9ရက်ဖွင့်လှစ်နေတယ်။ကာကွယ်ဦးစီးချုပ်ရေဘုတ်ချုပ်ကြီးထင်ဝင်ရဲ့မိမကိုရိုင်းတက်ရောက်နေတဲ့အရာရှိဇနီးတွေအကုန်မတက်မနေရဆိုပြီးမတက်ရင်အရေးယူမယ်ပြောလို့အကုန်လုံးတက်နေရတယ်။ရေတပ်ဌာနချုပ်ဓမ္မယုံမှလည်းနေ့တိုင်းဓမ္မစัจ जा တုတ်တန်ရွတ်ဖတ်ရမယ်ဆိုပြီးအမိန့်ထုတ်ထားတဲ့လို့တက်တွင်းသတင်းအရင်းမြစ်တွေကပြောကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်။ ဆက်လက်ပြီးရေစကြိုမျိုးနဲ့မြေစုံတော်ရွာကိုစစ်တပ်က၃ရက်ဆက်တိုင်းစီးနင်းခဲ့ပြီးပြည်သူ၅ဦးကိုတပ်ဖြတ်ခဲ့ကရွာလုံးကျွန်းမိရှို့ဖြက်စီးခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရေစကြိုမျိုးနဲ့မြေစုံတော်ရွာကိုစစ်တပ်က၃ရက်ဆက်တိုင်းစီးနင်းခဲ့ပြီးပြည်သူ၅ဦးကိုတပ်ဖြတ်ခဲ့ကရွာလုံးကျွန်းမိရှို့ခဲ့တယ်လို့ရေစကြိုတောင်ရှိ Infro Committee ဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါရယ်။မလာ၂ရက်နေ့မနက်၆မိနစ်30ခန်းမှာရေစကြိုမျိုးနဲ့ရေလေကျွန်းဒေသရှိမြေစုံတော်ရွာကိုအကြံဖတ်စစ်တပ်ရဲ့ပခုတ်ကူ တမတရားတင်ရေစကြိုရှိ256 259 258တန်ရင်တို့မှာအင်အားနေရာဝင်ချင်းရှိတဲ့အကြံဘက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ဝင်ရောက်စီးနှင်းပြီးနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ်အကြံဘက်စစ်ကောင်စီတပ်သားတွေကမြေစုံတော်ရွာမှာအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးထင်းမြင့် အသက်88နှစ်အရွယ်ဦးတန်မဏီအသက်60အရွယ်ဒေါ်တန်ပြင်းနဲ့အသက်86နှစ်အရွယ်ဒေါ်လောင်ဝေတို့ကိုဖမ်းဆီးတပ်မြတ်ခြင်းနဲ့မိရှုဖျက်ဆီးခြင်းများပြုလုပ်ခဲ့ ကြောင်းသိရပါဗျ။ အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းကကျေးရွာအတွင်းရှိပြည်သူပိုင်းပြည်တည်ဥစ္စာအလုံးကိုခိုးယူလူရက်သွားပြီးမလလီရက်နေ့ထိ၃ရက်သတိုင်းမိရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ရွာလုံးကျွန်းဤပါမီးလောင်ပြချခဲ့ကြောင်းသိရပါတယ်စစ်ကြောင်းဝင်ရောက်လာတော့လွတ်အောင်မပြေးနိုင်တဲ့တပ်ကြီးရဲအိုးတွေအပါအဝင်ပြည်သူတွေကိုစစ်ခွေးတွေကတပ်ဖြတ်သွားတယ်လက်တလုံးအတီးပြူနိုင်တာပြည်သူ၅ဦးရှိတဲ့အချို့ကတပ်ဖြတ်ပြီးနေအိမ်တွေနဲ့အတူမိရှို့အလောင်းဖျောက်ခဲ့တာတခြားအတီးမပြူနိုင်သေးတဲ့တပ်ဖြတ်ခံရတဲ့သူတွေလည်းရှိနိုင်ပါတယ်သူတို့မအုပ်ချုပ်နိုင်တဲ့နေမြေကအပြစ်မဲ့ပြည်သူတွေကိုစီ င်းရဲဒုက္ခမျိုးစုံပြေးပြီးရှုံးမှာအောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေကြတဲ့လူစိတ်ကင်းမဲ့နေတဲ့စစ်တပ်လို့ပဲပြောချင်တယ်လို့ရေစကြိုတောင်းရှင် info committee ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်အကြံဖတ်စစ်တပ်စစ်ကြောင်းကမလ9ရက်နေ့မနက်9:25မိနစ်ခန့်မှာစရက်နီဂျေရွာကိုရွာလုံးကျွမိရှုဖြက်ဆင်းခဲ့ပြီးအဲ့ဒီနေ့ညနေ4:10မိနစ်ခန့်မှာတာကောင်လေးဂျေရွာကိုလည်းဝင်ရောက်စီးနှီးမိရှုခဲ့တယ်လို့သတင်းမှဖော်ပြထားပါရယ်